ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ကျက်တရေဆောင်အင်းလေးကနှစ်နှစ်ဆက်တိုင်ရေကြီးမှုဒဏ်ကိုပြင်းထန်စွာခံစားနေရပါတယ်။ပုံမှန်မဟုတ်တဲ့မိုးတဲတံမှုတွေကြောင့်အရှိတ်ဘက်အနောက်ဘက်မြောက်ဘက်တောင်ကုန်းကြီးမှစီးဝင်လာတဲ့တောင်ကြရေတွေဟာကံရေပြင်ကိုစန့်ချိန်တင်မြင့်တက်စီပါတယ်။ကြားလက်အနေနဲ့ရေပေါ်ကြီးရွာပေါင်း180ကျော်ဟာရေနည်းမြုပ်ခဲ့ပြီးဒေသခံတောင်နဲ့ချီးတဲ့အင်းသားလူမျိုးတွေဟာမြေရဆုပ်ပါပြီးကုန်းကြီးကျောင်းတွေနဲ့ကုန်းမြင့်တွေပေါ်မှာ ရာယီခိုးလုံနေရပါတယ်။2025မလ28ရက်နေ့ကလုတ်ခဲ့တဲ့ငလင်ကြောင့်လေအိုးအိမ်ညာပေါင်းများစွာနဲ့လုံငန်းပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လူသေးအပြောင်းလဲရှိခဲ့ပါတယ်။ငလင်တန်ကနေပြန်လဲထူထောင်နိုင်ဖို့အချိန်အတော်ယူရပါဦးမယ်။အထူးသဖြင့်2024ခုနှစ်ရဲ့အဆိုးရွားဆုံးရေကြီးမှုနှစ်2025မလဂလင်တန်ကနေအပြည့်အဝမတက်တာသေးပြန်ပါလေ2025မိုးဥကာလမှာမိုးစောပြီး ြေပြန့်ကျင်းလာတာဟာဒေသခံတွေအထက်အကြီးအမားဆုံးဝေးဒုက္ခကိုဖြစ်စေပါရဲ့ရေကြီးမှုကြောင့်ရေပေါ်ကျန်းကျင်ချန်လေယာဉ်မြေတွေနဲ့အိမ်တွေပျက်စီးဆုံးရှုံးမှုကြီးမားလို့နဲ့အထက်ဒေသခံတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအိမ်တွေမှုလုပ်ငန်းများရပ်ဆိုင်းမှုများပါဖြစ်တာစားမျက်ရိခါနဲ့စေဝါပစ္စည်းများအရေးပေါ်လိုအပ်ခဲ့ရပါတယ်နှလားမစွလေကြီးကြီးမှုနဲ့ငလင်တန်တို့ကဒီရင်းဒီပါမအလူရှင်စေနာရှင်များစွာမှလာရောက်ကူညီထောက်ပံ့ပေးခဲ့ပါတယ် 2025ခုနှစ်မှာငလင်တန်ထပ်မံရေကြီးတန်တို့အပြင် အလို့ကြိုင်ရှားပါခြင်းခြံထွက်သီးနှံစည်းပေါ်ခြင်းစဘာခင်းပစ္စည်းချင်းတို့အကင်မူရစ်အရက်သုံးဆွဲသူပေါ်များလာခြင်းနဲ့အတူငွေအလွေရနိုင်တယ်လို့ယုံကြည်ပြီးအွန်လိုင်းလောင်းကစားကိုဆွဲကပ်လာလို့လူတွေစာရေးသားပြပြလာကအင်္ဂလိပ်ဈေးဒီမှာခါပိုက်နိုင်တွေမှာပေါ်များလာကြရပါ යි အရင်ကခါပိုက်နိုင်ဆိုတာရုပ်ရှင် TV တို့မှာတိုင်မြင်ဘူးပြီမဲ့အခုတော့ကိုယ်တိုင်ကြုံတွေ့နေရပါပြီ။ အင်းလီဒေတာရဲ့အထွေမြေဆုံးတသမိကအဆောင်အောင်ဖြစ်တဲ့ဖောင်တော်ဦးဖရာလည်းရည်ကြီးမှုတန်ကိုနှင်းနှင်းဆက်တိုက်ခံစားနေရပါတယ်။ဖရာရဲ့ဘဝကုန်းမင်းမြင့်နေနဲ့စင်ကြံလန်းတွေပါရည်လမှုတွေအကြောင်းဖရာကိုယ်တွေလာရောက်ခင်ဗျာဖို့ခွင့်ခင်းနေပါတယ်။ဒီသမိုင်းဝင်ဖရာဝင်ကိုရည်ကြီးမှုကဝင်ရောက်လာမှုတဲ့အခြေအနေဟာအင်းလီကလည်းရည်မှုတွေဆိုးရိမ်ရတဲ့အဆင့်ထိမြင့်တက်နေမှုကိုအထင်ရှားပြသနေပါတယ်။